공공소득 그 ရှမ်းနီအမျိုးသားများတက်မတော် SNA ရဲ့ဗဟိုစစ်ထဏာချုပ်မိန်ဆိုင်တိုင်းနိုင်အပါအဝင်ရှမ်းနီဒေသအသေးသေးမှာရှမ်းနီအမျိုးသားနေအခမ်းအနားကိုကျင်းပခဲ့ကြတယ်လို့သိရပါဗျ။ဒီကနေ့မတ်လ23ရက်နေ့မှာကြာရောက်တဲ့498နှစ်မြောက်ရှမ်းနီအမျိုးသားနေကို SNA တမဟာ614တမဟာ965နဲ့အခြားသောတမဟာနေမြေတွေမှာလည်းကျင်းပခဲ့ကြတယ်လို့သိရပါဗျ။ မြန်မာ့ခေတ်မှာရှမ်းနေတိုင်းရင်းသားတွေအနေနဲ့ Federal Democracy စနစ်ထူထောင်ရေးနဲ့ပုံစံအမျိုးမျိုးသောအာဏာရှင်စနစ်တို့ချုပ်ငြိမ်းရေးအတွက်နေလံမျိုးစုံဖြင့်ကြိုးစားကြရမှာဘိုးဘားပိုင်နေမျိုးတွေပြန်လည်ရရှိရေးရာသန်ရထိုက်တဲ့နိုင်ငံရေးဆိုင်ရာဒန်းတူညီမျှမှုရရှိရေးနဲ့ရှမ်းနေအမျိုးသားတွေပြည်နယ်ထူထောင်နိုင်ရေးတို့ကိုဘုံကြီးမှန်းချက်အဖြစ်ထားရှိကဝိုင်းဝန်းဖော်ဆောင်ကြဖို့လိုအပ်တယ်လို့ရှမ်းနေအမျိုးသားများညီညွတ်ရေးအစည်းအရုံး SNUA ကတိုက်တွန်းထားပါတယ်။ဒါအပြင်အဲ့လိုဝန်ဝန်ဖော်ဆောင်ရမှာအနာဂတ်ရှမ်းပြည်အမျိုးသားများပြည်နယ်အတွက်အသုံးဝင်တဲ့လူသားအရင်းမြစ်ကောင်းတွေဖြစ်ထွန်းလာစေဖို့ရည်ရွယ်ပြီးရှမ်းပြည်မျိုးဆက်တဲ့လူငယ်တွေရဲ့ပညာရေးနိုင်ငံရေးလူမှုရေးစတဲ့ကဏ္ဍအသီးသီးကိုအသိအမှတ်ပြုဖို့နဲ့မြေတောင်မြောက်ဘေးဖို့အထူးလိုအပ်တယ်လို့ SNUA ရဲ့ရှမ်းနီအမျိုးသားနေကိုပေးပို့တဲ့တွင်လာမှာဖော်ပြထားပါတယ်။မိမိတို့ရှမ်းနီတိုင်းရင်းသားတွေအနေနဲ့နေစဉ်နဲ့အမျှပြောင်းလဲလာနေတဲ့နိုင်ငံရေးစီရေးအခြေအနေတို့ကိုပါနက်စွာနားလည်သိမြင်ကာမိမိတို့အချင်းချင်းစီလုံးညီညွတ်မှုကိုအခိုင်အမာတည်ဆောက်ဖို့ ညာကိုအခြေခံတဲ့ဝန်တာနုရခိတတရားကိုလက်ကင်ထားကြဖို့အပြန်အလှန်ယုံကြည်အားကိုးထိုက်တဲ့ညီနောင်မမိတ်ကောင်းတွေထားရှိနိုင်ဖို့နဲ့ဘုံရီမန်းချက်ပန်းနိုင်ဖြစ်တဲ့ရှမ်းပြည်အမျိုးသားများပြည်နယ်ကိုခိုင်မာစွာတည်ဆောက်နိုင်ဖို့အတွက်ဝိုင်းဝန်းကြိုးပမ်းကြဖို့တိုက်တွန်းထားပါတယ်ရှမ်းပြည်တိုင်းရင်းသားတွေရဲ့စီလုံးညီညွတ်မှုနဲ့နိုင်ငံမျိုးပြအင်ပါယာအပြင်အခြားသောအောင်မြင်မှုတွေကိုတည်ဆောက်နိုင်ခဲ့တဲ့ရှမ်းနဲ့1621ခုနဲ့မြန်မာတပ်ကရ888ခုနဲ့ခရစ်နဲ့1529ခုနဲ့မတ်လ13ရက်နေ့ကိုအမျိုးသားနေအဖြစ် ြစ်သတ်မှတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ရှမ်းနေလူမျိုးတွေဟာမြန်မာပြည်အထက်ပိုင်းဟုံမလင်းတောင်တော့ခန်တီကောလင်ဝင်းတော်ထီချိုက်ပင်လယ်ဘူးအင်းတော်ပမောက်ကတာကလေးတမူမော်လိုက် ဖောင်းပြင်မိုးငင်းမိုးကောင်ပမော်အင်းတော်ကြီးမြကြီးနာဝိုင်းမော်စင်ပေါ်တာလောကြီး ဟုတ်ပင်ဟောင်ပါ လုံးခဲတမခန့်နဲ့ ဖားကန်စားတဲ့ဒေတာတွေမှာကျေပြန့်စွာနေထိုင်ကြပါတယ်။အဆိုပါဒေတာတွေကိုစုစည်းပြီးရှမ်းနီပြည်နယ်သို့မဟုတ်ရှမ်းနီကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအဖြစ်ဖွဲ့စည်းနိုင်ဖို့ရှမ်းနီအမျိုးသားများတက်မတော် SNE ကကြိုးပမ်းနေတယ်လို့သိရပါတယ်ခင်ဗျာ။